အားလုံးအားလုံးကျွန်တော်ရဲ့ဘဝကိုကိုယ်စီလျှောက်လှမ်းကြတဲ့အခါမှာကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့ character အချင်းစာရိတ္တဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီအချက်နှစ်ခုကကျွန်တော်ရဲ့ character အချင်းစာရိတ္တကိုပြဋ္ဌာန်းပေးရလို့ဆိုပါတယ်ဒါကတော့ပထမတစ်ခုကကျွန်တော်ရဲ့ဘဝမှာဘာမှမရှိတော့တဲ့အခါမှာဘာလို့လို့အဆင်ပြေမနေဘူးဆိုတော့အခိုက်အတန့်မျိုးမှာနောက်တစ်ခုကတော့ကျွန်တော်တို့ဘာလို့လို့အဆင်ပြေနေလဲဘဝမှာ ိုးကျင်တာအကုန်လုံးရနိုင်တဲ့အနေအထားရှိနေတဲ့အခါမှာကျွန်တော်တို့ရဲ့ကျင့်စာရိတ္တဘိုင်းဆိုင်ရာတွေကိုအဲ့ဒီအခြေအနေနှစ်ခုကဖန်တီးပြပြထန်ပေးတယ်လို့ဆိုပါတယ်ပြောင်းလဲပေးတယ်လို့လည်းပြောလို့ရတယ်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာဘာလို့လို့အဆင်မပြေဖြစ်နေတဲ့အခါမှာကျွန်တော်တို့ရဲ့အကျင့်စာရိတ္တဘိုင်းဆိုင်ရာတွေကပြောင်းလဲပြင်လဲပျက်စီးလွယ်တတ်တယ်မူဝါဒတွေပြောင်းတတ်တယ်အဲ့လိုဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရဲ့ဘဝမှာ ဘာလို့လို့အဆင်ပြေတယ်အဆက်အရာအောင်မြင်နေတယ်အကုန်လုံးလက်ညှိုးညွှန်ရရေဖြစ်နေတယ်ဆိုတဲ့အခါမျိုးမှာလဲကျွန်တော်ရဲ့အချင်းစာရိတ္တပိုင်းဆိုင်ရာဒီ character ဟာပျက်စီးလွယ်တယ်ပြောင်းလဲလွယ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာကျွန်တော်အကြောင်းပါအခုကကျွန်တော်ဘဝမှာကျွန်တော်ဟာနံပါတ်1အချက်ကိုကြုံနေရတယ်ပေါ့နော်ဘာလို့လို့အဆင်မပြေဘူးဘဝမှာဘာမှမရှိဘူးဘာမှမရှိတော့ဘူးဆိုတဲ့အနေထားမှာရောက်နေပါတယ်ဆိုတော့ကျွန်တော်ဘဝမှာကျွန်တော်ရဲ့အချင်းစာရိတ္တပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ စာမှုပွဲအကြီးကြီးစစ်ခံနေရတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီအခြေအနေကိုကျွန်တော်ဘယ်လောက်သိခံနိုင်မလဲကျွန်တော်ရဲ့အချင်းစာရိတ္တမိုင်းဆန်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိမ့်သိမ့်နိုင်မလဲဆိုတာကိုကျွန်တော်စာမှုပွဲအစစ်ခံနေရပါတယ်ကျွန်တော်တို့တယောက်ချင်းစီရဲ့ဘဝမှာလည်းအချိုးကွေးတစ်ခုစီတိုင်းဟာစာမှုပွဲအစစ်အစစ်ခံရတာပါပဲတကယ်တော့ဆိုတော့ဒါကျွန်တော်ကိုကျွန်တော်အားပြီးစကားပြောရင်းနဲ့ဒီ content တွေကိုလုတ်လိုက်တာဖြစ်ပါတယ်ကျွန်တော်ဘယ်လောက်သိခံနိုင်မလဲကျွန်တော်ရဲ့ ကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လောက်စောင့်ထိန်နိုင်မလဲဒီလိုအခြေအနေမျိုးမှာဒီဟာကိုကြော်လွှားပြီးတော့မှကိုယ့်ရဲ့မူဝါဒအတိုင်းဘယ်လောက်ဘယ်လောက်ထိကိုယ့်မူဝါဒကိုဘယ်လောက်ထိညီမညီမဆုပ်ကန်ထားနိုင်မလဲပေါ့ဗျာကိုကျင်ကိုကျင်တရားဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိစုများကိုပြောပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်